ယုံမနီသည်အဟာရရှိပြီးအလွယ်ဆုံးချက်မယ်။ယုံမနီသည်ကိုစားနှင့်ရေသေးချစေမယ်။ပြီးရင်ယေရှုအိုးရဲကိုစားစီထည့်ပြီးယုံမနီသည်ထည့်မယ်။၅မိနစ်ခန့်ပြုတ်ပြီးရင်ဆယ်ပြီးခင်ပိုင်းကောင်းပိုင်းဖြတ်ထုတ်လိုက်မယ်ပြီးရင်အရသာဝင်အောင်အလဲကနေခွဲထားပြီးစီထားလိုက်မယ်။နောက်ထပ်ကျက်တုံမိတ်ကျက်တုံဖြူပင်ကွေးအပေါ်ကိုစီပူကိုလှောင်းထည့်ပေးပါ။ပဲငံပြာကြီးထည့်ပြီးငွေပေးပါပြီးရင်အပေါ်ကလှောင်းထည့်ပြီးစားယုံပါပဲ။ ။မရတာအလွန်ကောင်းလို့လောကကြီးမိသွားစေရမယ်။ဒါနဲ့ဒါမျိုးလေးတွေလည်းကြည့်ချင်ရင် comment မှာ OK လေးရေးပေးပါနော်။ like share လေးလည်းလုပ်ပေးပါကျေးဇူးတင်ပါတယ်။ခုနောက်တစ်မျိုးကတော့စက်တောင်ပန်ကြောချက်လေးစက်တောင်ပန်ကိုရေးသေးချစေးပြီးအလဲကနေခွဲထားပြီးစက်တုံမိတ်နဲ့ဂျင်းစီတစုံထည့်မယ်ပဲငံပြာကြီးအကြီးအနောက်ထည့်မယ်စက်သားမုံစားထည့်ပြီးနှဲထားပေးမယ်စက်တုံဖြူစီတက်ထားမယ်စက်တောင်ပန်လေးတွေနီလာတဲ့ထီကြော်မယ်ပြီးရင်စီပူအောင်တည်ထားတဲ့အိုးရဲစက်တုံဖြူထည့် ချက်တောင်မန်ထဲချက်တုံဖြူစီတက်ထဲမြုပ်သည်ချက်တုံမိတ်ချက်တုံဖြူထဲပြီးကြော်ပေးရတာမှုံလေးထဲပြီးစားလို့ရပါပြီနော်အရသာတကယ်ကောင်းပါတယ်လှူထားကြည့်ကြနော်အစင်းကြီးလေးတွေနဲ့ဟင်းချက်လေးလေးတွေတီးရအောင်ဖော်လို့ထားနော်ကျေးဇူးပါ